လက်နဲ့မရှိတဲ့ပြည်သူကိုကြတော့တေရဲတဲ့ကောင် ထွက်ခွဲ့မင်းတို့တွေဟမ်ဘယ်ကောင်တေရဲလဲရန်ကမှိုက်ရိုက်တက်ပြစ်ခါအဲ့ဒီပြည်သူကပဲမခံနိုင်လို့လက်နဲ့ကင်ပြီးတော့ပြန်ပြစ်တဲ့အချိန်ကြတော့အကုန်လုံးထွက်ပြေးတယ်ဒါလားစတန်ဖတ်အာမီဟမ်စတန်ဖတ်အာမီစတန်ဖတ်အာမီကိုအော်နေကြတယ်စတန်ဖတ်အာမီဆိုတော့ဒါကိုပြောတာလက်ရှိထိုင်းနေတဲ့ရုပ်တွေကိုကြည့်ကျွန်ဆုပ်တဲ့တေရဲစီကတတ်တဲ့နေတယ်နဲလူများနိုင်ငံနဲ့ရှင်လိုက်ရင်တော့မှစတန်ဖတ်အာမီရှက်စရာကြီးနော်အခုလက်ရှိထိုင်းမှာနေဆက်မှာရှိတဲ့ဘလက်ဒိုစကန်ကိုပြန်အနေပူပေါင်းအဖွဲ့တွေဝင်ရောက်တိုက်တဲ့အချိန်မှာ63ကောင် ်နော်63ခုမပြောတော့ပါဘူးဘာဖြစ်လို့63ခုကောင်ထိုင်းတွေကဝင်ပြေးတယ်အဲ့ဒီဝင်ပြေးတဲ့63ခုကောင်အခုထိုင်းကလက်မခံဘူးဘာဖြစ်လို့လဲဆိုတော့အရင်လိုမျိုးညမတီနေကြကော်မတီကနေပြန်လွှဲပေးမှလည်းမဟုတ်ဘဲနဲ့မင်းတို့လာရလမ်းတိုင်းမင်းတို့ပြန်တိုက်ပွဲလွတ်တဲ့နေရာမှာမင်းတို့နီးနေမင်းတို့ပြန်ဝင်ဒီထိုင်းမဲ့ချမ်းလုံးဝလက်မခံဘူးခွေးမောင်းသူတို့ပြန်မောင်းထုတ်ပြီချင်းနေတဲ့ရုပ်တွေကြည့်အောင်နော်အဲ့တော့ဒီကောင်တွေကိုတနာစရာအကြောင်းမရှိဘူးနော်အခုလက်ရှိကရင်အနေနဲ့ဘူဝမ်ဖွဲ့တွေဝင်ရောက်တိုက်တယ်မနိုင်ဘူးလားအလံမျိုးထောင်လိုက်လေဘာမှသူငန်းနိုင်ငံတွေကိုဝင်ပြေးစရာအကြောင်းမရှိဘူး အရှုံးကိုလက်မခံရဲဘူးဆိုတာလေလက်ရှိစစ်ဘုံဂျုတ်တွေကစပြီးတော့အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေကယောက်ျားတက်တိမရှိဘူးယောက်ျားဆိုတာရှင်ပြိုင်ရဲရတယ်ရှင်ပြိုင်လို့ရှိရင်အရှုံးအနိုင်ကိုလက်ခံရဲရတယ်ငါရှုံးတာငါနိုင်လားအဲ့ဒီအပေါ်မှာရဲရဲမုံလက်ခံရဲရတယ်လက်ရှိမင်းလက်ရှိမင်းအောင်လှိုင်ကစပြီးတော့နော် အောက်ခြေစစ်ခွေးတွေအထိဒီကောင်တွေအရှုံးအနိုင်ကိုလက်မခံရဲဘူးနော်မင်းအောင်လှိုင်ရဲ့အထိနော်ဒါကြောင့်မလို့ကြံဖို့ပါတီဝင်တွေအားလုံးကကိုယ့်ကိုပြည်သူလက်မခံလို့ နော်ဘောင်းဆိုတန်ဖွန်ပါတီဝင်ခေါင်းဆောင်ပိုင်းဒီအကုံလုံးဟာလက်ရှိစစ်တပ်ကနေဘောင်းပြီးထွက်လာတဲ့ကောင်းကြီးပဲနော်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တယ်ကိုကကိုစောက်ကြည့်မကောင်းလို့ပြည်သူလက်မခံလို့မဲမရတာလေအဲ့ဒါကိုဘာဖြစ်လဲအမ်မဲမတမအောင်ဘာဆိုမင်းအောင်နိုင်ကိုတိုက်တယ်မင်းအောင်နိုင်ကလည်း तू ကတမနာယာဓုကိုတောင်းထားတယ်စဉ်းစားကြည့်လေတမနာယာဓုကသူ့အမဲလင်တောင်းထိုင်ကငါသားမင်းအောင်နိုင်အတွက်ငါဘယင်ငါသားမင်းအောင်နိုင်ကြီးနိုင်တမနာယာဓုပေးလို့ပြောရတဲ့အမွေမဟုတ်ဘူးလေ ားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe မြေတီတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေသူ့ကိုတမနာရာလူပေးအောင်ဟမ်ဘလို့ကောင်းမျိုးစဉ်းစားလို့မတတ်တော့ဘူးအဲ့တော့ဘာဖြစ်လဲအရှုံးကိုလက်မခံတာနော်လက်ရှိစစ်ဘုံချုပ်ဒီနောက်ပိုင်းခေတ်စစ်ဘုံချုပ်တွေဟာအရှုံးကိုလက်မခံရဲတဲ့အောက်တန်းစားတွေဘလောင်းပလဲပြောတတ်တဲ့မိမရွှင်တွေနော်အခုလည်းကြည့်နော်ဘလက်ဒိုစကန်ကိုကရန်တွေပွန်းဖွဲ့ဝင်တိုက်တယ်မနိုင်ဘူးလားမနိုင်အလံယူထောင်လိုက်လေလက်နှက်ချအညံ့ခံလိုက်လေ ူများနိုင်ငံတွေကိုတိတ်ခါမဲ့ဆိုတာဘာကြောင့်ဝင်ပြေးစရာအကြောင်းရှိလဲစောင့်ရှက်မရှိလို့ဝင်ပြေးတာပေါ့ဟုတ်တယ်မလားရှင်းနေတယ်နော်လက်လက်ချပြီးအလံပြူထောင်တဲ့လူတွေကိုဘယ်သူကဟောရေးဆက်ဆက်ပြစ်တက်နေတယ်ကိုကြွေးထမင်းကြွေးပြီးတော့ဟိုမှာကောင်းကောင်းမုံမုံထားလို့ပြည်သူတွေကစဲနေတာဟုတ်တယ်မလားအခုအဲ့ကောင်တွေဘာဖြစ်လဲဆိုတော့ခွေးကျွန်းတင်လို့ဖြစ်နေပြီနော်ဒီဘက်ကစစ်တပ်ကောင်စီဘက်ကိုပြန်မယ်ဆိုလို့ရှိရင်လေတဖွဲ့လုံး63ကောင်လုံးထွက်ပြေးတာဆိုတော့တန်ရင်တက်ဖွဲ့လိုက်ကုန်စုမီပြေးတာဆိုတော့အရေးယူခံဖြစ်မယ်နော်အဲ့တော့ထိုင်းထဲမှာဆက်နေဖို့ကြတော့ထိုင်းကလက်မခံပြန်ဘူးရုပ်တွေကိုလည်းစတန်ဒတ်အာမီရုပ်တွေ နော်အခုတတိယလေးကိုကျွန်တော်ဖတ်ပြပါအောင်မယ်ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်ထိုင်းမြန်မာနယ်စပ်ဘလက်ဒိုကြီးရွာအနီးရှိစစ်တပ်စခန်းကို KNA ဦးဆောင်သောတော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်ကောင်စီတပ်မှအများပြားထိုင်းနိုင်ငံဘက်ကနေထွက်ပြေးတွားပြီးလက်နက်ချလို့များလည်းအများကြီးရှိကြောင်းရှေ့တန်းတော်လှန်ရေးတရင်းကပြောဆိုတယ် မေလ23ရက်နေ့ညနေ9:00နာရီအချိန်စစ်ကောင်စီတပ်ကြီးဘလက်ဒိုစကန်ကို KNU တပ်မဟာ6ဦးဆောင်တော့ KNU အမျိုးသားလွတ်မြောက်ရေးတပ်တော် KNN ၄ KNU မျိုးသားကာကွယ်ရေးတပ်ဖွဲ့ဒီ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်တော် PDF တို့မှပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြအောင်ဆိုပါစကန်တိုက်တိုက်ပွဲတွေစစ်တပ်ဘက်မှတေဆုံးသူများရှိပြီးလက်နက်ချသူများလည်းရှိကြအောင်ခိုင်းနိုင်ငံဘက်အစံတို့ထွက်ပြေးသူများလည်းရှိနေကြအောင်တော်နိုင်ရင်တရင်းကဆိုးတယ်စကန်ထဲမှာလည်းတေလက်စစ်သားအုပ်တွေအများပြားတယ်လက်နက်ချရတဲ့20ဦးကျော်ရှိတယ်။ခိုင်းဘက်ကိုထွက်ပြေးတာလည်း25ဦးလောက်ရှိတယ်။တကယ်တော့ခိုင်းဘက်ပြေးတာတော့65ဦးပါ။ စခန်းမှာအင်အားတရာလောက်တက်ဆွဲထားတာအခုထွက်ပြေးပြီးစိုက်ပျိုးရေးအခင်းတွေထဲမှာပုံနေတဲ့ကောင်တွေလည်းရှိသေးတယ်ရှင်းလင်းရေးတွေလုပ်နေတော့မဲ့ဟုရှေ့တန်းတော်နိုင်တဲ့ငင်းကဆိုတဲ့ခိုင်းချေဆိုင်မက်ဒရယ်တင်းဌာနကလည်း KNU ဘလက်ဒိုစခန်းကိုတိမ့်ပိုက်ပြီးနောက်တေဆုံးသူထွက်ပြေးသူတွေဒဏ်ရာရသူစစ်သား60ဦးခန့်ရှေ့ပြီးထွက်ပြေးလာသူများမှာထိုင်းပိုင်နဲ့နေနေပြည်လို့ဝန်လာနိုင်ကြောင်းတရင်ရေးတာပေါ်ပြတ်ထားတယ်။ KNU မှာမေးပူအောင်တက်ကချိန်မုံနိုင်ခဲ့ပြီးပြည်တော်ဘလက်ဒိုစခန်းမှာ2022ခုနှစ်မတ်လ29ရက်နေ့တော်လိုင်းတက်များကတိုက်ခိုက်တိမ့်ပိုက်ခဲ့ဘူးကြောင်း ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သား60ကျော်တေဆုံးခဲ့ကြောင်းစစ်ကောင်စီကရင်းစခန်းကိုပြန်လည်ဝင်ရောက်တပ်ဆွဲအထိုင်ချခဲ့ကြောင်းထို့ကြောင့်ယခု2025ခုနှစ်မေလတွင်နှစ်ကြိမ်ပြန်လည်တိုက်ခိုက်ခဲ့ကြောင်းသိရသည်လက်တလုံးတေဘောဘူးရွာရှိတေဘောဘူးစတပ်စစ်တပ်စခန်းကို KNL မှမိတ်တများကဆက်လက်ပိတ်ဆို့လျက်ရှိကြောင်းထို့ပြင်ဝေါ်လီစစ်ဗျူဟာကနယ်လေးစခန်း Triple A စခန်းဩကိဋ္ဌစခန်းတို့ကိုလည်း KNL မှမိတ်တများကဝန်ဝန်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ကပြောဆိုတယ်နော်ဒါကတော့လက်ရှိ ပထမသတင်းပေါ့နော်နောက်သတင်းကတော့အခုထိုင်းမြန်မာနယ်စပ်ကင်းအယူတိမ့်ပိုက်ထားတဲ့စစ်တပ်လက်တို့စခန်းမှာထွက်ပြေးလာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံပဲမြန်မာဘက်ကပြန်ရန်ပြင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်းကြီးကရောင်းခင်းတဲ့ဒေသခံကပြောဆိုတယ်ယမန်နဲ့23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်စစ်ကောင်စီကလက်တို့စခန်းကို KNU တပ်မ6ဦးဆောင်တော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကရင်မျိုးသားကောင်ဝေးတပ်ဖွဲ့ KNDO နဲ့ကြည်တူကောင်ဝေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်တိမ်းပိုက်ခဲ့ကြအောင်ဆိုပါစခန်းလိုက်တိုက်ပွဲနဲ့စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား62ဦးရှိကြောင်းသိရတယ်။ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသွားတော့မြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်တို့ပြန်ကူးရန်နှိမ့်ထုတ်နေကြောင်းမြန်မာစစ်သားများကိုရခိုင်ကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘင်းတို့ရမြန်မာဘက်အချမ်းတို့ပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှိမ့်ထုတ်နေကြောင်းသိရတယ်။ တိုင်းဘက်ကိုထွက်ပြေးတော့တာ63ဦးရှိတယ်အရက်ဝစ်တွေနဲ့လက်နက်မပါဘူးအဲ့ဒါတိုင်းစစ်တပ်ကတိုင်းနဲ့အဝင်မခံဘူးပြန်ထွက်ခိုင်းနေတယ်လို့တိရတယ်မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်တိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ဝင်ခိုင်းနေတာခိုင်းကနေပြန်ထနေနေတာလုံးဝလက်မခံဘူးအရင်လိုမြောက်တီမေချာကော်ပိုကနေလည်းပြန်မလွှဲဘူးမင်းတို့အစဉ်ပြင်မဲ့ပဲပြန်ကူးတော့ငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်းတစ်ချောင်းလုံးစကန်းဆုံးဖို့ပြေးတာဖြစ်လို့စစ်တပ်ဘက်ပြန်လွှဲရင်လည်းအေးအေးယူခံရမှာဆိုတော့ဒီကောင်တွေစုံလဲစုစားလဲယူကိန်းဖြစ်နေတာဟုတ်ခိုင်းမြန်မာနယ်စပ်စစ်ရေးတရင်းတွေကပြောတယ် ဘယ်လိုစခန်းသိမ်းတိုက်ပွဲတွေတော်လှန်ရေးတပ်သားများဘက်မှရဲဘော်တုံးဦးကြာဆုံးခဲ့ပြီးဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်းလက်ရှိချိန်တွင် KNN နှင့်ဦးဆောင်သောပူးပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြရှိကြောင်းသိရတယ်။ရင်းဖက်ကရရှိလိုက်တော့ကွာတို့တရင်မျိုးတွေအမြင်ဖက်ရှင်တာဟမ်။ ဘလောက်ရရှိလဲကဲကဲခေါ်လိုက်ပါဟိုဘက်ကမရှိခေါ်လိုက်ပါဦးကြောင်စိုးဦးတို့ဇော်ဘုံဟောင်းတို့ကြောင်မျိုးမင်းတို့အဲဘာလဲရှိသေးတယ်ဟိုဟိုဘာဆိုတော်ဆိုတော့ပေါ့ပါစပင်းညီကြောင်နဲ့ဟိုအင်္ဂလိပ်မှာစဖို့ရုပ်နဲ့အဲအဲ့ဒီကောင်တို့နောက်ရှိပါသေးတယ်ဟမ်ပေါ့မန်းလေးစေပြောနေတာပြောလိုက်လို့ရှိရင်တို့စစ်တပ်ကအကုန်ထိထားတာတော့အကုန်လို့တစ်ကူစစ်ကူဘလို့လုံထားတာအေးဆေးပဲလို့ဟုတ်လားအာဘအရင်တန်တန်နဲ့ဟောနေတယ်အရှိမဖုံးထုံးထောင်ပြီးတော့ဘာတက်တဲ့ဗီဒီယိုဖိုင်နဲ့မရှိဓာတ်ပုံနဲ့မရှိ နော်ကြည်တော့တို့တော်လှန်ရေးဘက်ချမ်းကလေတင်ခဲ့တဲ့တပင်းမှန်တယ်အဲ့လိုတက်တီတက်ကရရနေယောဟာဒီမှာဘယ်စကမ်းကိုဒိန်းတာမင်းတို့ခွေးတွေဘလို့ပြစ်နေတယ်တိတိကျကျအဲ့လိုပြင်ရတယ်နော်မတိကျတဲ့တရင်ဆိုငါတို့ဘက်ကလည်းလက်မခံဘူးရှင်းလားနော်အဲ့တော့ပြောချင်တာကမင်းတို့ဘက်ကရှုံးနေတယ်အရှုံးကြီးကိုဘာဖြစ်လို့လက်မခံတာလဲလက်ရှိစစ်ရှုံးနေတာဘလူဘက်ကရှုံးနေတာလဲအရှုံးကိုလက်ခံကြလိုက်ဟိတ်တိုင်းပြီးကအေးစေးပြောပါမလားရှင်းရှင်းလေးနော်ကိတုဘက်ကတော့လက်မခံတော့ဘူးပြည်သူကစားခဲ့တဲ့ပွဲမဟုတ်ဘူးမင်းတို့စားတဲ့ပွဲ နော်မင်းတို့စတဲ့ပွဲမှာအခုမင်းတို့ပိုးဆိုးပက်ဆက်ရှုံးနေတာဒါပေမဲ့မင်းတို့တွေကမိမလောင်းမိမချာနေဆိုတော့အရှုံးကိုလက်မခံရဲကြဘူးအဲ့တော့ယောက်ျားပီတာဖို့လိုအပ်တယ်နော်ယောက်ျားပီပီရှင်ပြန်ဖို့လိုအပ်တယ်မင်းတို့မှာနံပါတ်1တိုင်းပြည်ရဲ့ဘန်နာကိုပင်ခုထိုင်ပြီးတော့ဒီပြည်သူကိုပြန်တိုက်တဲ့နေမှာမင်းတို့တုံးနေတယ်နော်နိုင်ငံမှိုင်းပတ်စံနဲ့ဝယ်ထားတဲ့ဒီယဟန်ရင်တွေတိုက်လေရင်တွေအတုံးပြုပြီးတော့ဒီပြည်သူကိုပြန်လဲဘုံကျဲနေတယ်အဲ့ဒါတော့မှမင်းတို့ကအခုစခန်းတွေတစ်ခုပြီးတစ်ခုနော်စွန့်လွတ်ကပြီးအရှုံးကြီးရှုံးနေတာဒါပေမဲ့အဲ့ဒီအရှုံးကိုမင်းတို့လက်မခံဘူး ။နော်အဲ့တော့ပြောနေတာကကွာယောက်ျားပီသားလိုက်ကြပါတော့မင်းတို့ဘယ်အချမ်းမှာရှိတဲ့ဒီမင်းအောင်လိုင်းရစပြီးတော့အောက်ခြေစစ်ခွေးတွေအဆုံးထိနော်စစ်သားတွေလည်းဒုက္ခရောက်နေကြတယ်။ဘာလို့စစ်ခွေးနဲ့စစ်သားနှစ်ဖွဲ့ရှိတာဟုတ်နော်တကယ်စစ်သားတွေကနော်ထွက်လဲထွက်လို့မရနော်ဒီထဲမှာလည်းမိသားစုနဲ့ဒုက္ခရောက်နော်အဲ့ဒီစစ်သားတွေမျက်နှာကိုထောက်ရှုပေးပါနော်မင်းတို့တကယ်စစ်တပ်ကိုရှစ်တယ်ဆိုလို့ရှိရင်စစ်တပ်ကိုစစ်တမ်းလင်းအောင်ပြန်ခိုင်းလိုက်ဒီအပြေကပြီးနေတယ် ်ဟုတ်တယ်မဒီပွဲမှာဒီအာနာသိမ့်ပွဲမှာငါတို့ရှုံးတယ်နော်ငါတို့စစ်တပ်ကိုငါတို့စစ်တမ်းလျှောက်ပြန်ခေါ်ဝါမယ်ဒီအာနာသိမ့်မှုမှာပြည်သူကိုသွားပြီးတော့ဒုက္ခပေးတဲ့တက်ဆိုင်ရာအကောင်တွေကိုမင်းတို့အေးအေးယူကြပါငါတို့စစ်သားတွေကစစ်တမ်းလျှောက်ပြန်တယ်ကိုယ့်ရဲ့ပြီးဝပြီးဒက်ပွဲပြီးမိတယ်နောက်တစ်ခါမင်းအောင်နိုင်လို့လက်ကင်းလေးထွက်လာမှာပေါ့ဟုတ်တယ်မလားဒါကတော့ရှင်းရှင်းလေးပဲလက်မခံလို့မရဘူးလေ तू မှွေတဲ့ပြဿနာလေ तू မှွေနေတယ်လို့ပဲခင်ဗျားတို့စစ်တပ်ကစစ်သားတွေနှောင်နှဲတော့ပေးရတယ်နော်အခုကြည့်စခန်းဝင်တိုက်တယ်မပြောချင်တာကဒီနေရာမှာကျွန်တော်တစ်ခုနောက်နော်ဒီဗီဒီယိုဖိုင်ကိုအဲ့ဒီစစ်သားတွေတွေ့မယ်ဆိုရင်ကျွန်တော်ပြောချင်တယ် ခမားတို့ရှုံးနေတဲ့အရှုံးကိုရေရေဝုံဝုံရင်ဆိုင်လိုက်ပါယောက်ျားဆိုတာအရှုံးနဲ့နိုင်နှစ်ခုကိုလက်ခံရင်းငါနိုင်အောင်တိုက်မှာနာနိုင်အောင်တိုက်အနိုင်ရောက်ယူလိုက် မနိုင်ဘူးလားအရှုံးကိုရေရေဝုံဝုံရင်ဆိုင်လိုက်ပါနော်လက်ရှိစခန်းနေဝင်ပစ်တယ်ကိုမနိုင်မှန်းတင်တဲ့ဟာကိုခံလဲမဖြစ်နဲ့နော်မင်းတို့ဘက်ကတေလဲမြန်မာပြည်သားပဲလာတိုက်တဲ့တော်လိုင်းဘက်ကတေလဲမြန်မာပြည်သားပဲနော်အဲ့တော့အရှုံးကိုအစတည်းငါတို့ရှုံးမနေဟုတ်တယ်ငါတို့စစ်သားတွေကတော့မနိုင်ဘူးကွာတော်လိုင်းအင်အားစုတို့ရောဟုတ်တယ်မှာစခန်းယူပါငါတို့အလံယူထောင်လို့မင်းတို့တိုက်တယ်လို့ငါတို့အရေးယူ င်းတို့မပြစ်ခင်ထဲကအလံပြူထောင်ပြီးတော့အရှုံးပေးလိုက်ကြည့်မင်းတို့အတွက်မှတ်တစ်ဖောက်ဆုံးဝိုင်းကြိုက်တယ်လို့လာပြောဒါပေမဲ့အခုလိုမျိုးတိတ်ခံမဲ့ဆိုတော့သူညနေကြောင်ထွက်ပြေးလာတာဒါကွာမင်းတို့မင်းတို့ပြောနေတဲ့စတန်ဒတ်အာမီကိုရှက်စရာကြီးဟမ်ဘာဘယ်နေအောင်စတန်ဒတ်အာမီလဲဘာလဲစတန်ဒတ်ဆိုတာဟိုတောင်တဲ့စတီးကစတန်ဒတ် ဟုတ်လားအဲစတီးတယ်ဆိုရင်စတန်ဒတ်စတီးကြီးတာလေဟုတ်လားပြောင်တာစတီးပဲကောင်းတယ်တိတာပြောင်တာစတီးတယ်လောင်တာမီးတယ်ဟွာဆိုရင်တော့ဟွာပဲရှိတယ်နော်တိတ်မပြောချင်ဘူးတိတာအဲ့တော့စတန်ဒတ်ဆိုတာနေရာတကာမတုံးနဲ့ကိုယ့်ရဲ့စတန်ဒတ်ကိုကိုကြည့်အောင်တိလားမင်းတို့စတန်ဒတ်ကပြောင်တာစတီးဖြစ်နေပြီနော်အဲ့တော့အခုလိုမျိုးထွက်ပြေးတော့ဟွာထိုင်းရတယ်မင်းတို့လက်မခံတော့ဘာဖြစ်လို့တိတာထိုင်းဆိုတဲ့ဟာမျိုးကတာလဲမှာပဲတိတယ်ကွာနော်ရှင်းရှင်းလေးလေလက်ရှိနေဆက်တောက်ချောက်အားလုံးကိုဘလူးတွေပိုင်ထားပြီ ်နော်မင်းတို့ဘောမာတွေကမြှောက်ပေးတာပဲရှိတယ်တကယ်တည်းပေးတာသူတို့တည်တာမှုတဲ့ဟာကြီးအဲ့ဒီအဲ့ဒီကျော်စိုးဦးတို့ဘာလို့လက်ချင်းတိုင်းမှာနော်အခုလိုမျိုးဘလက်တို့စခန်းတိုက်ခိုင်းနေကျော်စိုးဦးလေးနဲ့လာပို့ခိုင်းနေစခန်းမကြရေးကျော်စိုးဦးဆောင်ပြီးတိုက်ရောအဲ့ကတိုက်ရဲတာအဲ့တော့မပြောဟိုလေးလိုင်းပေါ်နေစပောက်ကမြှောက်ပေးနေတာတေးသူတည်တာမှုတဲ့ဟာကြီးဟဲ့အောက်မှာစစ်သားတွေရဲနေတည်တာလေကွာဟုတ်တယ်မလားသူတို့ပြောလိုက်အမျက်နိုင်နေတယ်ဟမ်ပြီးစခန်းတွေပါသွားပြန်ပြီအဲ့တော့ဘယ်မှာဆိုဘလို့ထိန်းကြတာစစ်ကူပြစ်ကူတွေနောက်ထပ်အင်အားတွေဘလို့လုတ်ထားတာရှိပါလေပေါ်မန်းနေပြောနောက်ရှိတယ်ဟုတ် ဟိုတက်ထိန်ငထိန်ဆိုတော့ပါတော့ကောင်ရှိသေးတယ်အမဟမ်စစ်သားစစ်သားလို့လိုင်းမော်တက်ပြီးအာချောင်းနဲ့ပြောလိုက်စောက်ကြီးစောက်ကြဲတည်းကြီးပဲဟမ်အကောလုံးကိုလုံးချက်ပါဘုရင်ကပြောသလိုအရှုံးကိုလက်ခံလိုက်ဒီတိုင်းကြီးရဲ့ပြဿနာပြီးပြီနော်မင်းတို့အာနာသိမ့်တယ်အာနာသိမ့်တော့မင်းတို့အားပေးခဲ့တဲ့အချမ်းနဲ့အာမပေးပဲငြိမ်တဲ့အချမ်းဆိုတာရှိတယ်နော်တကယ်စစ်သားကောင်းတွေကမရှုပ်ဘူးစစ်သားစစ်သားအလုပ်လုပ်ကြတယ်တိုင်းပြည်ရေးမှာဝင်မရှုပ်ဘူးစစ်သားကောင်းတွေကနော်စစ်ခွေးတွေကအပေါ်ကအဲ့စစ်ဖို့ချုပ်တွေကောင်းစားဖို့အတွက်လိုက်ဟောင်းလိုက်တိုက်လိုက်အောနေတာနော်အဲ့တော့ဒီတိုင်းဒီပြဿနာဟာရှင်းရှင်းလေး နော်မင်းတို့ဘက်ကအာနာသိမ်းတဲ့ကောင်တွေကရှုံးသွားပြီအဲ့တော့စစ်တပ်ကိုစစ်တမ်းလေးကပြန်ခေါ်လာလိုက်နော်ဒီလက်ရှိအာနာသိမ်းမှုမှာပါဝင်တက်တက်ကြွကြွပါဝင်လှုပ်ဆောင်ခဲ့တဲ့စစ်ရာဇဝမှုကျူးလွန်ထားတဲ့ကောင်တွေကိုအပြစ်ကိုခံလိုက်အဲ့ဒါဆိုရင်မင်းတို့ဘယ်တော်လိုင်းအင်အားစုမှမင်းတို့လက်ပြမနေဘူးအာယုံနောက်လို့လမ်းပင်ခွေးပိတ်ကအောင်လည်းအကျိုးရှိအောင်မယ်ဟုတ်လားမင်းတို့ပြစ်ကတာမလွှဲတာလို့ပြစ်နေရတာဘယ်ကောင်မှမပြစ်ချင်ဘူးနော်တန်ဖို့မဲ့တဲ့ဒီလိုကောင်မျိုးတွေတိုင်းပြည်ဗန္နာကိုဖိကုတိုင်းပြည်သူကိုဒုက္ခပေးနော်အခုတော့တကယ်တကယ်ဝင်လက်နဲ့လက်နဲ့ချင်းရှင်ပြင်းမနိုင်ပါလို့လေဟမ်ကလိကကြည့်ရွာတွေလက်နဲ့မရှိတဲ့ပြည်သူရွာတွေဝင်မီးရှို့ ဟမ်တွေ့ရပြည်သူတွေ့နွားအကုန်လက်လက်ယူအိမ်တွေရိုက်ဖွင့်တွေ့ရလက်ဝတ်ယတနာအကုန်ခိုးယူဒါလားစကန်းတဲ့အာမီတကယ်ကလက်နဲ့ရှိတဲ့လူတွေအခုလို့တူတေပိုတေချားအချိန်မှာမလုပ်လေလေနဲ့လာပြီးဘုံကျဲတယ်ဟမ်လေနဲ့လာပြီးဘုံကျဲတော့မနိုင်တော့ဘာလို့ထွက်ပြေးတယ်အခုလို့ဟာလက်ဖျားခါတယ်စောက်ကျိုးနဲ့စကန်းတဲ့အာမီနော်မင်းတို့နေရှက်တိုင်းလဲနေလို့ရတယ်သိလားအဲ့တော့ယောက်ျားပီတာကြပါပြောချင်တာအဲ့ဒါပဲလူဆိုတာအရှုံးနဲ့အနိုင်နှစ်ခုကိုလက်ခံရရနော်မင်းတို့လက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအဓိကလက်ခံမှာကအရှုံးကိုလက်ခံမှာမင်းတို့ရှုံးသွားပြီဒီပွဲမှာ အဲ့ဒီအရှုံးကိုတိုက်ခရှိရှိလက်ခံတတ်ဖို့အရေးကြီးတယ်။အဲ့ဒီအရှုံးကိုမှတိုက်ခရှိရှိလက်မခံဘူးဆိုရင်တော့မင်းတို့တွေရဲ့နေဝင်ချင်းဘယ်လိုမှကောင်းမှာမဟုတ်မယုံကြည်လိုက်။ဒါရုရှားနိုင်ငံထုတ် MI70 ကျွန်တော်တို့စစ်ရဲရင်ကို KIA ကပြစ်ချလိုက်တယ်ပြည်လိုက်မဟုတ်ဘူး။ဆိုတော့အဲ့ဒီမှာထူးခြားတဲ့အချက်ကဘာလဲဆိုတော့ရုရှားနိုင်ငံထုတ်စစ်ရဲရင်တွေရဲ့လုံခြုံရေးကဘာကဘာလက်ခံသွားတာကကျွန်တော်တို့ဒါ drone နဲ့တိုက်ချပြီးတော့တစင်းကိုပြစ်စီနိုင်ခဲ့တယ်နော်။ FPV drone လို့ကျွန်တော်တို့သိရတယ်။ Ukraine စစ်မြေပြင်မှာဒီ drone တွေတုံးနေတာကျွန်တော်ကဘာကြီးကပါသိနေပြီလား။ ဆိုတော့လက်ရှိ Ukraine Russia စစ်မြေပြင်မှာတုံးနေတဲ့ဒီဒုံးတွေဟာကျွန်တော်တို့မြန်မာနိုင်ငံတောချိုအုံကြားတဲ့ကိုဘလို့ရောက်လာတာလဲဆိုတော့ကွာအရန်စိတ်ဝင်စားသွားတယ်ပြီးတော့ AP သတင်းဌာနကပါထုတ်ဖက်ထုတ်ပြန်ပြောဆိုလာရတဲ့အခြေအနေရောက်သွားတယ်ဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော် KIA အကြောင်းရန်စိတ်ဝင်စားလို့ party စီရောက်လာတာအဲ့ပေါ့တို့ကလည်းဒီသူကိုအရှိနောက်တောင်းပြောက်ရှိတဲ့တို့ရဲ့ဒိုင်းသားလက်နဲ့ကင်ကြီးရဲ့အကြောင်းလေးဒီပေါ့နော်အဲ့ဒါလေးတွေကိုနောက်ပြီးတော့ဖြစ်တည်နေတဲ့အနေအမြေတွေမှာရှိနေတဲ့ဟိုအားနေချက်အာတာချက်တွေပြည်သူတွေရဲ့ခံစားချက်တွေ ဲ့တော့အဲ့ဒါနဲ့တစ်ဆက်တည်းပဲဒီဘလူးခုံလေးကိုပြောင်းလဲလာတဲ့အဲချစ်ကလေးစနစ်ကလေးကြီးအပေါ်မှာဒီလက်နဲ့ကိုင်းနေရငကူတုံးကလူဘလူးခုံလေးအဲဟိုရိုက်ရလက်နဲ့ဟိုမရှိရှိတာနဲ့ဟိုရန်သူလက်နဲ့ကိုလက်နဲ့အဲဒါမျိုးတွေမဟုတ်တော့ဘဲနဲ့ M2M Gun to Gun ပေါ့ဒါရီကဘလူးလေးဘာလဲပေါ့နော်ဟုတ်ပါဘူးဟိုအရှင်မွေးလို့နေချင်းကြီးတာလားသူတို့ပဲတိတ်တော်နေတာလားဘာလဲပေါ့နော် source ကဘယ်ရလဲပေါ့နော်ဘလူးလေးများဖြစ်တဲ့လို့ဒီထမ်းမှန်းကြတာ ဝါပြကြတာစိတ်ဝင်စားကြတာဒေါ်လန်ကြီးရဲ့ဒေါ်လန်ကြီးအနာဂတ်ပဲပြောမှာပေါ့နော်နွေဦးဒေါ်လန်ကြီးပေါ့ဒီပူဦးဒေါ်လန်ကြီးရဲ့အနာဂတ်ကအဲ generation ရဲ့လက်နဲ့ပြီးမယ်ကျတော့မပြီးဘူးဆိုတဲ့ဒိစာကိုဘာကြောင့်ဘာကြောင့်ပြီးမယ်မှန်းဘာကြောင့်အောင်မြင်မယ်မှန်းမသိပြီမယ်လို့ဒီရုပ်စာစတဲ့အချိန်တည်းကဒီဒေါ်လန်ကြီးကတော့အောင်အောင်မြင်မယ်ဘလူနီးနဲ့ဘာကြောင့်အောင်မြင်မယ်ဆိုဘလူမှမသိဘူးအဲ့တော့အဲ့ဒါကြီးရဲ့အခြေခံအကြောင်းတရားတွေကအခုဖြစ်တည်လာတဲ့အခု25ပေါ့နော်ဖြစ်လာတာက27ကစား27ဟုတ်တယ်25မှာဒီအခင်းအကျင်းဒီဘာကြောင့်လဲဘာအတွက်လဲမမင်းနဲ့ ်အာဒီအချိန်မှာဒီလိုလေးတစ်ချက်ပစ်လိုက်တာပေါ့နော်သုံးချက်မှန်တယ်ကွာမြို့လူပေါ့နော်အနည်းဆုံးတစ်ချက်မှန်အခုအချက်တစ်ချက်ပေါ့မြောင်များစွာဖြစ်နေပြီဒါကြောင့်ကျွန်တော်ကအဒီကဘာသတင်းမီဒီယာထက်မှလည်းပဲအရန်ကိုတို့ဟိုပါဘောနော်တို့တက်လဲစိတ်လွှမ်းရှားစရာဖြစ်သွားတယ်ဗောနော်။ဘာလို့ဆိုကျွန်တော်နိုင်ငံတွင်းထဲမှာဗောနော်ဒါလီချောင်းကနေပြီးတော့ကျွန်တော်တို့ရသပြည်သူတွေကိုဒါဘုံကျက်တက်ဖြတ်နေတဲ့အကြောင်းလဲတကဘာလုံးကသိနေပြီးသား။ဆိုတော့ဒီအချိန်မှာကျွန်တော်တို့လီချောင်းရကာကွယ်ရေးစနစ်ကလည်းကျွန်တော်တို့ကျွန်တော်တို့ရဒေါ်လာရေးဘတ်တော်သားတွေဗောနော်ဒေါ်လာသောအဖွဲ့အစည်းတွေမှလည်းအားနဲ့ကျက်တခုလို့ဖြစ်နေဗောနော်။သို့ပေမဲ့လည်းခဏ2021ကနေပြီးတော့2025အထိကျွန်တော်တို့ပြစ်ချနိုင်ခဲ့တဲ့ ဒါတိုက်လေရင်ပြီးတော့စေရရင်ပေါင်းအားလုံးဆိုရင်စေစည်းဖြစ်သွားပြီဆိုတော့ဒီစေရရင်ကိုကျွန်တော်တို့ဗျာငွေကြေးတရောင်တက်တာနဲ့ဖန်တီးလို့ရတယ်ဒါ drone drone နဲ့ဖြတ်ချနိုင်တယ်ဖြတ်ချနိုင်တယ်ဆိုတော့ဒီစေရရင်ထုတ်လုပ်တဲ့နိုင်ငံကြီးတွေအနေနဲ့ကစိုးရိမ်စရာဖြစ်နေတယ်ပြီးတော့ဒီ drone ကိုသူတို့မကာကွယ်နိုင်ဘူးအဲ့လိုဖြစ်နေတာအဲ့ဒါဆိုတော့ဒီကိစ္စကငါကိုသူတို့ရဲ့အခြေခံအကြောင်းတရားတွေပါထည့်ပြောလိုက်လို့ရှိလို့ရှိရင်တော့ထည့်ပြီးတော့သူကပြီးတော့ဆင်ကျင်ပြီးတော့ဒီဥစ္စာကိုပြီးတော့ချပြလိုက်လို့ရှိတယ်ဒီကရက်တာရပြီးသွားပါတော့အဲ့ဒါမျိုးသူ့ရဲ့နောက်ကြောင်းလေးတွေတချို့သူ့ရဲ့ အဖာကြီးအားတာနေတယ်ပေါ့အစကဘာကြီးအားတာနေလဲဘာကြီးအားနေခဲ့ပြီးတော့ဘလို့ပြင်ဆင်လိုက်တဲ့အချိန်မှာသူဘာကြီးအားတာအခုလူကြီးအားတာသွားတယ်လေသူကြီးအဲ့ဒါလေးကိုရင်းထည့်ပြောတာပေါ့နော်ဟုတ်ကဲ့နောက်ပြီးတော့သူဒီအရှိချမ်းမှာရှိရဲ့ပြောရရင်တော့ဟိုဟိုလူကြီးကြားတော့ကြားမှုမယ်ဟုတ်ဟုတ်ပိုးဝယ်တိုင်းတာလေဘာကြီးဒီနေဆက်ပြောမှာဟုတ်ကဲ့နော်ပိုးဟုတ်ကလူတွေကဟိုသူလည်းအမေရိကန်နဲ့မှာပါတယ် revolution wave ပေါ်မှာတော့ပါတယ်သူကအမေရိကန်နဲ့မှာပါတယ်အမေရိကန်နဲ့မှာပါတယ်နောက်ကြတဲ့ကျွန်တော်ပြည်သူသိတယ်နောက်ကြတဲ့တိုင်းသားတပ်ဖွဲ့ဝင်ပေါ့နော်အဲ့လိုချင်းနေမှလည်းရှိနေတော့အဲ့လိုမျိုးပေါ့နော် အဲ့ဒါလေးရောအဲ့ဒါလေးလည်းနည်းနည်းပါမယ်နော်အကြောင်းကြောင့်ပေါ့ဟိုဘိတ်ဆုံးမှာတော့ဟိုဒီရုပ်တော့ပြန်ချုပ်မယ်ဟုတ်ပြမင်္ဂလာပါပါတီပြီးခဲ့တဲ့ဒီဗီဒီယိုတွေမှာပေါ့နော်အဲကျွန်တော်တို့ဒီမိဘပြည်သူတွေကပါတီနဲ့ပတ်သက်ပြီးတော့အဲပြီးချင်နေကြတယ်ပေါ့နော်အပါတီကအဲဘယ်လိုမျိုးဘယ်လိုမျိုးလဲပေါ့နော်အဲဒါလေးတွေကိုလည်းပါတီဖြည့်ပြပါအောင်အေးပေါ့ तू ကဟိုပြောရရှိတာတွေကို तू ကလိုအပ်ချက်အရာ အလောကြီးပြောလိုက်မိတာတွေရှိတယ်ပေါ့နော်ရှိတဲ့ခါကျတော့ပြီးတော့ဟိုဘာကြောင့်ဒီလိုပြောတာလဲဘယ်လိုပြောနိုင်တာလဲဒီတော်လန်ကြီးပေါ့နော်အာနာရှင်တော်လန်နဲ့အတိုင်းတာမှာသူကဘယ်ခန့်ကဏ္ဍတွေကနေနုစင်ကနေဒီဒီရှိလာလဲဆိုတော့ဟိုမိတ်ဆက်လောက်ပေါ့နော်မိတ်ဆက်လောက်ဆိုတော့ပြောရရင်တော့အေဂျာတာကတော့84မှာသူကငယ်သေးတယ်ငယ်သေးတော့သူက state state ကျောင်းသားလူငယ်ဖြစ်နေပဲသူကတည်ရမှတ်ခဲ့ရတာပေါ့နော်အဲပါဝင်ခဲ့ရတာပဲရှိတယ်အဲ့ဒီတော့ဟိုပြောချင်တာကဟိုအဓိကအခြေခံပါကတော့88ပေါ့88မှာငါက ရန်ကုန်မှာတက်ကူတက်နေတဲ့အချိန်ပေါ့တက်ကူတက်နေတဲ့အချိန်မှာအဲတက်ကူတက်ရှင်းနေပဲအဲပြောရလို့ရှိလို့ရှိရင်တော့ဒီ80ရေအရေးကြီးရပေါ်ခဲ့တယ်ပေါ်ခဲ့တော့ဟိုကိုကအဲ့ဒီမှာတဲ့အိမ်ကနေအပီးထွက်ရတဲ့အချိန်မျိုးဖြစ်လာဖြစ်လာတော့80ရေကိုဘလို့ဖြတ်တန်းခဲ့တယ်ဆိုတဲ့ဟာဒီကတော့ပြဿနာပေါ့နော်အဲအခုဖြတ်တန်းခဲ့တဲ့တိုင်းကအတွင်းနဲ့ဖြစ်တဲ့ကိစ္စဒီမှာဟိုဆိုကြပါစု78ရက်နေ့မှာစက်တင်ဘာလ78ရက်နေ့မှာအာနာသိန်းတယ်မတ်လ73ရက်နေ့မှာစခဲ့တဲ့ဒီ RND ကနေစခဲ့တဲ့ကိစ္စကနေစပြီးတော့အဲ့ယူတောက်လျှောက်သွားမဲ့အချိန်မှာ အရေးကြီးတာကတန်းတဲ့ဟာတွေလို့ပေါ်ထုတ်နိုင်ခဲ့တို့မိလျော့ခဲ့တဲ့ငါတို့ကိုယ်တိုင်ငါတို့လူတွေပဲငါတယောက်တည်းမှမဟုတ်တာအယူအများကြီးပါယူလူရိုက်သွားလို့တော့မဟုတ်ဘူးအဲ့အဲ့မှာဖြစ်ခဲ့တဲ့ကိစ္စ၁၆ရက်နေမှာတင်မှုတည်ခြင်းမဖြစ်ဘူးလို့အားလုံးကမြင်နေကြလိမ့်မယ်အာနာသိနေနေမှာအဲ့ဒီနေမှာငါအလောတကြီးကိုအဲ့ဒီတရားနေမှာရောလှိုင်းတက်သူတွေမှာရောဒီဟိုနောက်ဆုံးနေ့ရပေါ့နော်ဒီမရဲ့ကောင်းမွန်စွာတွက်လာနေခြင်းနောက်ဆုံးနေ့ရဒီမှာအဲ့မှာငါမိန်ကုံးပြောပြီးတဲ့နောက်ပိုင်းနော်မိန်ကုံးမဲဆိုတော့ကစကားပြောပြီးတဲ့နောက်ပိုင်းပေါ့နော်ဘုမတိပါပတိနဲ့ပြောရတာ အဲ့လိုပေါ့ဒီကုသလေဖြစ်နေဟိုတိုင်းဒေသကြီးတစ်ခုကုသလေဖြစ်နေသွားတာပေါ့အဲ့ဒီမှာအဲ့ဒီကိုပြန်ရောက်တဲ့အချိန်မှာညဖက်ကြတော့ညဖက်မှာဆက်ရှိနေညမှာအဲ့အရင်အမေရိကန်တန်ယုံရှိမှာဘာနှစ်ပေါ်ကနေလှမ်းပြီးတော့လှမ်းပစ်လိုက်တဲ့လှမ်းပစ်တဲ့တနက်ကြောင်တနက်ကြည်စံကြောင်ကြဆုံသွားတဲ့ရေပေါ့အင်ကြီးအဖြူနဲ့ရေပေါ့ချိခဲ့တယ်ကိုဘီနာကလူတေးတာတော့မှတနက်မှန်တာတော့မှမှန်မှန်းမသိဘူးကိုရီးယားဘယ်သူနဲ့ရံဖြစ်လဲဆိုတော့ဟိုဘက်တန်ယုံဘက်ကကောင်းနေအဲ့ဒီအဲ့ဒီတို့တို့မဟာဘန်လူလာဘာညာကြီးရဲ့ ဟိုဟိုတာပေါ့သူအဲ့အဲ့ဘက်အချမ်းကအဲ့လမ်းမ platform platform ပေါ်မှာသူကသူကအချမ်းတစ်ပင်နေတာတော့လောက်ရှိတယ်တလောက်လောက်ရှိတယ်တစ်ပင်တစ်ပင်ကိုသူကလူဆယ်ယောက်လောက်ကာပြီးတော့လမ်းပြင်မထိအောင်နေရတဲ့အခြေအဲ့တော့တို့ဒီဘက်ကြောင်ပြောင်းတာမွေဘာညာကနေလာတဲ့အကုံလုံးကအဲ့ section နဲ့ညနေပဲအာနာသိနေညနေပဲအာနာသိနေမိုးမချုပ်ခင်ပါအဲ့လမ်းနေတလျှောက်အကုံလုံးဒီចောင်းသားကောင်းဆောင်လေးចောင်းသားတွေအကုံလုံးဒီဟွာလူတွေကိုဒီစက္ကသဟိုစစ်တပ်ဘက်ကနေအရေးယူဆောင်ရကားတွေမတွားနိုင်အောင်အဲ့တစ်ပင်နေလဲဖို့ငါတို့တောက်လျှောက်လမ်းနေကိုအကုန်ပိတ်ချတယ်မှာအဲ့မှာအဲ့နေရာကအဲ့အပင်ကြီးကျန်တယ် အဲ့မှာအဲ့ဒီလူဘုတ်ကြီးကဒီအောင်ဆန်းခွင်းဘေးနားကိုဖြတ်ပြီးတော့အဲ့မှာအကုန်လုံးဒီစူးတွေပြအဝိုင်းကြီးကိုဒါကြီးမှလည်းရှိတဲ့အပြည့်ပေါ့နော်ဒီမဲ့ကုန်တယ်လမ်းဘက်ကလည်းတောက်လျှောက်ထွက်တဲ့အချိန်မှာအဲ့မှာငါတို့ကြောင့်အဲ့ဒီအချိန်မှာဘာဖြစ်သွားဟိုးဘက်အချမ်းမှာရှိတယ်ပလက်ဖောင်းရဲ့ဟိုးဘက်ချမ်းမှာရှိတယ်အဲ့တန်ယုံချိန်မှာရှိတယ်အဲ့ရပူမူတယောက်ဥဆောင်တဲ့အဲ့ဘက်ကစစ်သားတွေနဲ့အဲ့ကောင်တွေပြစ်တာလို့တို့ကထင်တာနော်တေသူတို့ကမပြစ်ဘူးမင်းတို့ပြန်လှည့်ဒါအဲ့ဒါနဲ့အဲ့လိုကိစ္စမှာတို့အဲ့မှာလည်း message လေးပေးချင်တာကတော့အဲ့မှာတို့တော်လိုက်ရေပေါ့ဟိုပါပေါ့နော်လူတွေမသိတဲ့လူတွေဘယ်လိုကောင်းလဲဆုံးအောင်တော့မှမဟုတ်ပါဘူးကွာ 做咁多都冇话咧，啲乜冇做？誒，啱没有講咯，誒没啱有幾時嚟？試嘅咧，成時係啲人嘛，可能係一个老嘛，我覺得。那我從偏離多啲，中央咯，先咧，我喺度供農地嘛，我不敢不不不屋出來講，誒，多啲咧，多啲要多啲要水嚟嚟嘅，表来啲錢嘛，誒嘛，我係個生意，哦，都过嘅了。我冇嘅，我冇嘅，我咪估唔到，我咪話多表嚟錢嘅咯，我話嚟先表嚟多啲，幾百萬嘅，我工作啲用，同你幾張四叉地啊，哦，四隻咧，都都都不敢，A T B D 四啊，哦，誒誒，有多啲水嚟嚟嘅，誒 မုတ်ဆိုးတိုင်းတူးတောက်နေအကုန်လုံးစစ်ခမောက်တွေတန်းစီပြီးချိန်ထားတာဒီဘက်ကမင်းပြစ်လို့တောင်မှမလောက်အောင်ပြေးမှာအဲ့လိုအခြေအနေမျိုးမှာနောက်ဆုံးအဲ့ဒီကအဲ့ကောင်ပုံမှုတောင်အဲ့ပုံမှုကပြောတယ်မင်းတို့လည်းဘာမှငါတို့ဟိုကပြုတ်ကြမလို့မင်းတို့ပြောနေတာငါသားသမီးတွေတောင်မှဒီကနေ့ဒီအိမ်ပြန်မရောက်သေးလို့နောက်ဆုံးမင်းတို့ဟိုကပြုတ်ကြမယ်အဲ့တော့အဲ့ဒီဥစ္စာကိုအဲ့လောက်ထိပြောတဲ့ချိန်မှာအဲ့တော့အဲ့တန်းအမှုတန်းပေါ့နော်တန်းရုံလုံကျုံရေးပေါ့ကွာအဲ့အဖိုးကြီးကငါမသိသေးဘူးအဲ့ဒီဒါလည်းမယုံဘူးသူ့သားသမီးတွေပါတယ်မပါတယ်ဒီလိုအတိမသားလေးတို့နောက်ဖက်ကိုလည်းညှို့ထုတ်ပြပြောပြတဲ့ကိစ္စမှာ အဲ့မှာထိုးပြတဲ့ကိစ္စမှာနောက်ဆုံးတော့ဟိုက slide မီးရတန်ယုံကမီးရဒီထိုးနေတာဟိုကတ်တရလမ်းပေါ်ငါတို့ထိုးနေတော့သူကအမောင်းနေငါတို့ကလေးနေဖြစ်နေတော့နောက်ကိုမမြင်ရဘူးအဲ့တော့မှအကူဆန်းရှေ့ဒါရှေ့တက်တဲ့နေစားဆိုတော့အဲ့ဒီသူ့ကိုလုံးလေးနဲ့꿰ပြီးကြည့်လိုက်တော့မှနောက်မှပြင်းနေတာအဲ့တန်ယုံကြားရီရောအဲ့ဟိုကတ်ရကောအဲ့ဒါရှိတော့ okay ဒါဆိုလို့ရှိရင်အရှုံးမြတ်အရှုံးအနိုင်ကိုတို့တွေ့မယ်ဆိုရင်ရလို့ဘာရှိမှာလဲသူတို့ရဲ့ညွန်ပြညူကဒီပန်တွေကိုဝင်စီမှဆိုလို့ဆိုတာဆောက်လူကိုဖြက်စီမှဆိုလို့ဆိုတဲ့ဟာနဲ့သူဒါတွေလုံးမှာပြစ်မှာအဲ့မပြောဘဲနဲ့တော့မဟုတ်ဘူးပေါ်နေပြစ်တာဘေးလူကိုထပ်ပြစ်လို့ရတယ်ငါ့ကိုလည်းပြစ်လို့ရတယ်တခြားကောင်လည်းပြစ်လို့ရတယ် မဲ့ဒီကောင်လေးပဲမှန်ပြီးသားကောင်ပဲနောက်တစ်ချက်တက်ပြပထမတစ်ချက်ပြတာဘိုက်ဘိုက်ပြတော့ဟိုကစကားကိုမပြောနိုင်တော့တာဟိုကမင်းဘာဖြစ်တာလဲသူပြောအဲ့ဒီမှာတင်ဒီကောင်ကနောက်နောက်တစ်ချက်ကြတော့အဲ့ဒီကောင်ကစနိုက်ပါနဲ့ချိန်ပြီးအဲ့ဒီစနိုက်ပါဒီကောင်လေးမှရှိတယ်နောက်တစ်ချက်ကျတော့နှုတ်တက်တယ်မှန်းလားနောက်တော့မကုလူကဒဏ်ရရမန်းကိုတွေးမြင်မှသိတာနော်အဲ့တော့အဲ့ဒီကိစ္စပြီးတော့သူအကုန်လုံးပြန်ထိန်းသိမ်းနိုင်လိုက်တယ်ပြန်ထိန်းသိမ်းနိုင်လိုက်တယ်မြို့တော်ခမ်းမရှိမှာပထမပိုင်းသူကြုံခဲ့ရတဲ့ဟာမျိုးမဖြစ်အောင်ဆိုပြီးတော့ဒါတက်နေမက်ဆေ့ချ်သွားပြလိုက်တယ်။အကုန်လုံးနဲ့နားထောင်ကြပါလား။အဲ့ဒါပြန်အဲ့ဒီနောက်ပိုင်းမှာဖရီးက တခြားကိစ္စတွေပေါ့နော်ဟိုကန်ကောင်းလို့ကြည်စံကကတရားလမ်းကိုထောက်ပြီးတော့ကိုကောင်းပေါ်ကနေလူပြန်ပြီးကျုံစုတက်ပြီးတော့ဟိုတော့ကတိုက်ခိုင်းနေရတို့ဒီမှန်နေပါလိဟိုတပ်ပုံမှန်နေပါလိကိုယ်ကပြပြီးတော့ပေါ့နော်အကူချင်းချင်းတော့မပါလိကိုဆဲတာပေါ့နော်မင်းသီသွားမှာပေါ့နော်တလောက်တားတဲ့ကြားတွေကသူတို့ကမသိတာငါကရှေ့ရောက်သွားတဲ့ကိစ္စကဟိုကကားနဲ့ပြတ်မောင်းလာတာဆက်ဆက်ရှင်ညနော်စကွက်နေညနေမှာမမောင်းလာတဲ့ကကားအချက်ချင်းကငါဘလို့မှနောက်ဆုတ်လို့မရတဲ့အချိန်မှာသူတို့ကတို့တို့မြောင်းနေတယ်မှာအခုကျဲပေါ်ကြီးကဘယ်နေရာယူလို့ရတယ် ဲ့တော့အဲ့မှာဟိုတို့ဂျင်ဂလိတိုက်ပွဲပထမဆုံးစခဲ့တဲ့ဟာဆိုတာလေဒါဒီပြောချင်တဲ့အဓိကအကြောင်းကြီးကတော့အဲ့ဒီမှာနေအခြေအနေကလုံးဝယုံရင်ဆန်ကဖြစ်တယ်တောခုရဲဆိုတာဘာရညာရဲဆိုတာဟိုတို့တွေကတိတ်ပြီးတော့အကောင်မပြူသေးဘူးငါအဖေကငါရဲ့အဖေဟာအပုံဖြစ်ခဲ့လို့ဘဝတစ်လျှောက်လုံးနင့်နေနာနာနဲ့တည်ခဲ့ရတာဟိုကွာပြောတယ်လို့ဟိုသူဆိုဗီဒီယိုကနေရေးထားတယ်မှတ်တမ်းတော့မရှိဘူးเนาะပေးတာပေးဆက်ခဲ့တာထားလိုက်တော့အဲ့ဒီမှာဘာပြောလဲဆိုတော့နောက်နေ့အရေးကြီးလို့ တမကမှာငါပင်နေရလေဆိုငါအတွင်းမှုလည်းမဟုတ်ဥက္ကရာလည်းမဟုတ်ဘာမှလည်းမရှိဘူးတောင်းတဲ့တမကမှာဒါပေမဲ့အဲ့တမကကြီးတီးဖို့အတွက်ကိုလုံကြုံရင်းနဲ့ဒင်းအချက်လက်တီးနောက်ပြီးတော့ဒီရန်သူနဲ့ရင်ဆိုင်မှုကိစ္စတွေကိုတော့ငါကတာဝန်တစ်ခုလာဝါယူပြီးတော့လုပ်ခဲ့ရတဲ့အတိုင်းဒါခုခုကိုလည်းငါပါလို့ငါဘယ်လိုလုပ်ပါတယ်လို့ဒီကနေ့ဒီတော့မှပြောပိုင်ခွင့်မရှိဘူးနော်ခုခုလုံကြုံရတယ်အဲ့ဒီမာရင်ဘာဖြစ်လဲဆိုတော့ဂျပန်တန်ယုံအမေရိကန်တန်ယုံဗြိတိသျှတန်ယုံအဲ နော် တကယ်တော့24နာရီပဲလက်ခံနေကောင်းလေဟိုကတော့လိုက်ပြစ်လို့ဒီပြစ်ပြင်ပြစ်တော့မှ24နာရီပဲလက်ခံတာအိုင်တန်ယုံနေရနော်အဲ့လိုတန်ယုံနေကိုသူသွားပြီးတော့ဆွေးနွေးရမယ်တို့မြန်မာနိုင်ငံရဲ့အရေးနဲ့ဆိုတော့ငါတို့အသက်20ကျော်ကျော်နော်တက်တူကြောင်းသားသွားတယ်ဒါပေမဲ့ငါအင်္ဂလိပ်စာဘူးတကယ်တော့မတက်ဘူးမတက်တော့အခုလက်ရှိဟိုတလောကဟိုသာပြုတဲ့ကုလသမဂ္ဂဦးကျော်မိုးထွန်းတို့နဲ့အတူတူဒီဘာညာကိစ္စတွေမှာပေါ့နော်ပြန်လည်ခံအမှုကိစ္စတွေမှာပါနေတဲ့ဒါတော့အလီပိုင်းတစ်ခုပြောတာပါ အဲ့ယုံကနိုင်ငံညာဘာသာတိတ်ပံကိုတက်နေတဲ့တက်နေတဲ့ကိုတက်ရှိတင်တာကိုလွမ်းမှုဆိုတာအဲ့တုန်းကဘသူမှမသွားတဲ့ဒီတမကနေတွတ်တွေ့ရမယ်ចောင်းသားကောင်းဆောင်နေနေတွတ်တွေ့ရမယ်အော်စတြေးလျတန်ယုံကိုသွားပြီးတော့တွေ့ဆုံရမယ်ကိစ္စမှာငါ့ကိုပါပါဆိုလို့သွားမယ်ဆိုလို့အဲ့ဒီမှာငါကဒီ broken english နဲ့မဖြစ်လို့အဲ့ဒီကိုလွမ်းမှုကြီးကသူကလုံးဝ translate လိုက်ပြီးတော့လုပ်ပေးခဲ့ရတယ်လုပ်ပေးခဲ့တယ်အဲ့တော့ပြောချင်တဲ့အသေးပဲကတော့အဲ့အရင်စခဲ့တဲ့ဟို ီခွင်းတီခွင်းတီလို့ထားပေါ့နော်ပြောချင်တာကငါဘာကြောက်လက်နဲ့ကင်တော်လန်ရေးတွေကိုရောက်သွားတာလေဆိုတော့အဲ့အော်စီတန်ယုံပေါ်မှာပဲစခဲ့တာအစတုန်းကငါတို့ကဒီအရေးဆုံးပဲဝက်ပြူပဲပေါ့နော်တို့တို့အဲ့ဒီမှာဘာတွေကိုမေးခဲ့လဲဆိုလို့ရှိရင်အမေရိကန်ကစက်တင်ဘာ3ရက်ဟာကမ္ဘာရေလက်ကြားကိုဖြတ်ပြီးတော့နော်တို့ရဲ့ဒီတဝဲစိတ်ကန်းတို့ဘာဘိတ်ပြုံးစုတို့ဒီဘက်ဦးစားတို့ပေါ့နော်အဲ့ဒါတွေကိုကြိုးပြီးတော့မြန်မာရေလက်ကြားကိုရောက်နေပါပြီဆိုတဲ့ဂျင်းနေဂျင်းကြီးကြီးနေ2021 29ရက်နေ့ဇန်နဝါရီလ29ရက်နေ့မှာအဲ့ဒါတွေကဂျင်းနေဖြစ်တယ်ခုဒီမှာလဲလာပါမယ်ဆိုပြီးတော့အာနာလဲတိမ့်ပါမယ်ဆိုပြီးတော့ငါတို့လိုက်လွင့်ပြောခဲ့တယ်။ဒါပေမဲ့အဲ့ဒါကတော့ထားလိုက်တော့လူတွေအဲ့တော့တိတယ်လူတွေတိတာပေါ့နော်တို့ကကျုံအဲ့ဒီမှာတန်ယုံမုံရောက်တဲ့အချိန်မှာအဲ့ဒီစိုးစိုးလုံးကကိစ္စကြီးမျောလင်းချက်ကြီးအဲ့ဒါကြီးအကုန်လုံးအဲ့ရတန်အရာရှိနေတို့ဆွေးနေတယ်ငါဆွေးနေရတယ်ဆွေးနေတော့ translate လုပ်ပေးတယ်သူကလည်းတိတ်ပြီးတော့အကူရတယ်တိတ်ပြီးတော့ဖြစ်ဆွမှုတွေလည်းရှိတယ်ဒါပေမဲ့စိတ်ငါစိတ်တက်နေပဲသွားနေတာအဲ့ဒီမှာနေမှာဖြစ်တယ်ဆိုတော့အဲ့ဒီကိစ္စကြီးဒီငါတို့ကပြည်သူကို ချမပြတင်နဲ့ပြောမပြတင်နဲ့ message အမားတွေဆိုတော့အဲ့ပုံမှာတွေ့လိုက်တယ်။နောက်တစ်ခါအဲ့တော့ငါဘာလုပ်လိုက်လဲဆိုတော့ကျွန်တော်ကိုဒီကိစ္စတွေကဟိုဟိုဟာ British နော် British နိုင်ငံရဲ့တို့အရှိအလေပိုင်းဒီအာရှပြဿနာအရှိတောင်အာရှပြဿနာအဲ့ဒါတွေကိုအနောက်အစုကကင်တွေမယ်အခုခုနော်ဟိုကပြုတ်မယ်ဆိုရင်ကူညီတာပဲဖြစ်ဖြစ်နော်ထောက်ပံ့တာပဲဖြစ်ဖြစ်ဘာပဲလှုပ်လှုပ်ဆက်ပြတာပဲဖြစ်ဖြစ်လှုပ်လို့ရှိလို့ရှိရင်အဓိကကင်ထားတာက အဲ့ဒီနေမဝင် empire british ကပဲခြင်ထားတာသူတို့ရဲ့ decision မှာကကအနောက်အစုရဲ့ decision မှာက british ပဲအဲ့ဒီအပေါ်ကြောက်မှာငါသိတယ်ငါတို့ကတော့အာမနာဘူးနော်ဟိုဘယ်လိုကောင်မသူ့ကိုလည်းဘာကောင်ကြီးပဲဖြစ်နေဖြစ်နေကိုကဟိုမျိုးကိုအပူနဲ့ပူဆိုတော့မခင်ဗျားတို့ရဲ့ decision မှာကတနေရာကိုကျွန်တော်တို့ကိုတစ်ချက်လောက်ကပြော up to date နေပေးပါနောက်တစ်ခေါက်လည်းလာပေးရစီလို့ဖုန်းဆက်လို့လည်းမရဘူးလာတောင်းဆိုလို့လည်းမဖြစ်ဘူးကျုပ်တို့မှာအချိန်မရှိဘူးပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့ကဘာမှနုတ်နဲ့မစင်သေးတဲ့အရွယ်လေးပေါ့နော်အဲ့ဒီမှာနေသူတို့အဲ့ရနိုင်ငံသားရဲ့ဌာနကိုသူတို့လမ်းပြီးတော့တောင်းကြည့်ရအောင်ပြောတော့စိုးစိုးတုန်းကအဲ့ဒီ ရည်လက်ချောက်ရောက်နေတယ်ဆိုတဲ့ marine တပ်သားတွေအပြည့်နဲ့စစ်သင်္ဘောတွေဆိုတာလည်းမဟုတ်ဘူးလူသားချင်းစာနာထောက်ထားတဲ့ကိစ္စတွေကလည်းဒါတွေကတော့တေချာပေါက်ရှိတယ်နောက်တစ်ခုကကိုကျမကိုဖန်တီးရမယ်ဆိုတာတို့နိုင်ငံသွေးချောင်းစည်းနေတယ်တို့နိုင်ငံကကဘာပေါ်မှာနေမွေးအင်ပါယာအောင်ဖြစ်ခဲ့တယ်တို့အုပ်စုကအဲ့တလောက်ကြီးထွားတယ်ဒါပေမဲ့တို့နိုင်ငံမှာရှိတယ်တို့ရဲ့ generation အတွက်တို့ရဲ့အဖြစ်ရှင်းတယ်နော်တို့ရဲ့ generation အတွက်အလုတ်လက်မဲ့ပြဿနာနဲ့လမ်းဘေးရောက်နေမဲ့ဒီတို့ရဲ့ဒီ အဆက်တည်းဘူးမဖြစ်အောင်မိုင်းဆက်တည်းဖြစ်သွားအောင်တို့လောက်ကမဲ့ကိစ္စကလည်းငါတို့သွေးချောင်းစီးနေတဲ့ကိစ္စလောက်ကိုတို့နိုင်ငံတို့အရေးကြီးပါတယ်တို့ရဲ့မူဝါဒကတို့ရဲ့ပြည်ရင်းရအဓိကပါဆိုတဲ့ဟာကို तू ကအဲ့လိုလေးပြောလိုက်တာငါကျေးဇူးလက်တင်နေစိတ်မဆိုးတယ်ပြင်ကျေးဇူးလက်တင်နေအဲ့ဒီမှာနေခဏအချိန်လေးယူပြီးတော့လက်နဲ့ကင်တော့လည်းရေးဘူးတွားဖို့အတွက်ကိုငါဆုံးဖြတ်ချက်ချလိုက်တယ်ဆုံးဖြတ်ချက်ချပြီးတော့အဲ့ဒီတန်ယုံနေရနေဘာရလဲဘာယူနိုင်မလဲဒီအရာစုတွေကနေဘာယူနိုင်မလဲငါတို့အပြင်မှာ e-watch ဖောက်ပြီးတော့လဲလုပ်ဖို့အချိန်မရှိတော့ဘူးတို့လိုချင်တဲ့စာရွက်စာတမ်းတို့ရေးချင်တဲ့စာရွက်စာတမ်းတို့အဲ့ဒီတန်ယုံပေါ်မှာ ကျွန်တော်အဲ့ဒါအခုညီစာရွက်အရွက်50တရာလောက်ကိုဒီပုံမှန်နဲ့တိုက်ရိုက်ပြီးတော့ကျွန်တော်တို့လုပ်ပြပါကျွန်တော်တို့ရှေ့ဆက်သွားမယ်ကိစ္စလည်းဖြစ်ပြီးတော့ငါတို့လက်နက်ကင်တော့လည်းဟုတ်တော့တခုခုအတိုင်းတာကိုတို့ရယူရမယ်ဆိုရင်အဲ့မှာအဲ့ဒီကိစ္စကိုတောကူဖို့ကိစ္စပေါ့ကွာပြောတာအဲ့ဒါကိုအဲ့မှာ decision ချခဲ့တယ်အဲ့ရနေအဲ့ဒါကိုယူပြီးတော့တောကူမယ်ဆိုအတီးတီးအတီးတီးတောကူတဲ့တောကူမယ်ကိစ္စတွေကိုဒီတိုင်းအလွတ်မဟုတ်ဘဲနဲ့အဲ့လိုဟွာလေးနဲ့ထောက်ခံချက်လေးတခုခုနဲ့ပေါ့နော်နိုင်ငံတကာကဟိုနေဆက်တွေနဲ့တွေ့နေအဲ့လိုဖြစ်ဖို့အတွက်ဒီတွားမဲ့အတူတဲ့ leader တွေကိုထက်ထည့်ပြီးဖို့လုပ်လိုက်တဲ့ကိစ္စမှာ နောက်ဆုံးကိုသွားပြစ်တာတော့ကိုပေါ့နော်ကိုကိုတိုင်းသွားရဲဟာတော့ဒါပေမဲ့အဲ့ဒီမှာမဖြစ်လဲဆိုတော့ငါသွားရဲချင်မဘလောက်ယူသွက်လဲဆိုလို့ရှိရင်စောတော့ကမဟုတ်ပါဘူးဆိုတော့ဟိုတည်တယ်ဟုတ်ပါတယ်လို့ပြောနေတယ်ငါတို့တကယ်ချင်းခေါင်းဆောင်အချင်းချင်းကိုလည်းငါအဲ့ဒီမှာထိုးချိတ်လိုက်ချင်တယ်ကပီလူတို့တော့ဟိုကဘလူကောမလူတွေကိုလမ်းပေါ်ထုတ်ပြီးတော့တတ်တယ်လို့ဖြစ်နေတဲ့ဟာကိုမြင်ရတဲ့အခါကျတော့ဟိုကအဲ့မှာနေဘာဖြစ်လဲဆိုဒါပေမဲ့ထက်တာကရန်ကုန်ကနေမော်လမြိုင်ကွာလက်သားစီမဲ့ကွာမဟုတ်တော့မဦးစားနေဟိုဘကကူးလို့ရှိရင်ဟိုဘကကနေဒီမဲ့တက်မှလေးပါညာဒီမဲ့တို့တိုင်းသားလက်နက်ကိုင်းနေမျိုးတို့ကူးလို့ရတယ်မဟုတ်ဘူး ကိုကိုတိုင်တော်မှယူတွက်ခဲ့ပါလေဆိုတဲ့ဒိဋ္ဌိမယုံဘူးမဟုတ်ဘူးဆိုတာကိုတိပါရည်တာနဲ့မျော်လင့်ချက်ကဆက်လီနဲ့အဲ့ဒီကပ္ပရေချောင်းအတိုင်းကိုရွက်တွင်ပြီးတော့ငါတော့ခုတာအဲ့ဒီဒီအောက်အောက်မြေပုံအောက်အောက်အပကူအဲ့ဒါအဲ့လိုလာပြီးတော့သူတွားခဲ့လမ်းမှာများမတော်တဆအဲ့လိုစစ်တင်ပေါ်လေးပဲအလံလေးပါလေးထူလာတာများတွေ့ခဲ့မလားဆိုတော့မျောလင့်ချက်နဲ့ပေါ့နော်ဆုံးဆုံးနေမြုပ်လိုက်တာအေးအဲ့လိုမျိုးဒါမိတ်ဆက်ပေါ့နော်အဲ့ဒီကနေစခဲ့တယ်ပေါ့ကွာဒါအဲ့ဒါလေးစခဲ့တယ်ပေါ့နော်အေးအဲ့တော့ဟိုကြီးအားလုံးကျေးဇူးတင်